အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဘဝကိုဖျက်ဆီးနေတဲ့လူငယ်၃ဦးအကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ် ဘဝမှာလူငယ်ဆိုတာအနာဂတ်ရဲ့မိတောင်လေးတွေပဲဖြစ်ပါတယ်သူတို့ဟာနိုင်ငံတနိုင်ငံရဲ့အနာဂတ်ကိုပံ့ပိုးနေတဲ့အင်အားကြီးတဲ့အုပ်စုဖြစ်ပြီးကိုယ်ခန်းကဏ္ဍကိုမတိမတာပဲအရေးကြီးအောင်တက်ရောက်နေကြတာပဲဖြစ်ပါတယ်လူငယ်တွေထဲမှာလည်းမျိုးစုံရှိကြပြီးတူးချင်းစီရဲ့စိတ်ထားစကားတန်လုပ်ရက်တွေကမတူကြသလိုဘဝအပေါ်ကြည်မြင်မှုတွေလည်းမတူညီကြပါဘူးအဲဒါကြောင့်လူငယ်သုံးမျိုးကိုခွဲလိုက်မယ်ဆိုရင်ဒီလိုမြင်နိုင်ပါတယ်နံပါတ်1အိမ်မက်နဲ့ရီမန်းချက်ရှိတဲ့လူငယ် ဒီမျိုးသားကလူငယ်တွေဟာဘဝကိုအနာဂတ်အတွက်ပြင်ဆင်နေတဲ့သူတွေပဲဖြစ်ပါတယ်သူတို့မှာအိမ်မက်တွေရှိတယ်ဗန်းတိုင်တွေရှိပါတယ်အလုပ်ကိုစပြီးတော့လဲအောင်မြင်ခြင်းနဲ့ဆိုတဲ့စကားလုံးကိုတက်တည်ထားပြီးယုံကြည်နေကြတာပဲဖြစ်ပါတယ်တခါတလေမအောင်မြင်သေးပေမဲ့စိတ်တက်မကြပဲစက်ကြိုးစားနိုင်တဲ့သူတွေပါဒီလိုလူငယ်တွေဟာအနာဂတ်မှာတန်ဖိုးရှိတဲ့လူတွေဖြစ်လာတတ်ပါတယ်ကြိုတင်စီစဉ်နိုင်တဲ့စိတ်ခံနိုင်စွမ်းအားရှိတဲ့တကယ်တမ်းအနာဂတ်အတွက်အသင့်ဖြစ်နေသူတွေကဒီမျိုးသားတွေပဲဖြစ်ပါတယ် နံပါတ်1လက်ရှိပျော်ရွှင်မှုကိုတားလိုက်နေတဲ့လူငယ်ဒီအမျိုးအစားကလူငယ်တွေဟာယနေ့ပဲအရေးကြီးတယ်ဆိုတဲ့စိတ်ထားနဲ့နေကြသူတွေပါမနှက်ဖြန်ကြောင်းထက်ယနေ့အပျော်ကိုသာဦးစားပေးကြပါတယ်ပတ်စံရလာတာနဲ့တစ်ချက်တည်းအသုံးပြုတော့တတ်ပြီးအနာဂတ်အတွက်မသိမ့်မဆဲကြပါဘူးသူတို့မှလည်းစိတ်ကောင်းမှုရှိတတ်ပေမဲ့စဉ်းစားမှုနည်းတာကြောင့်အချို့အခါဘဝလမ်းပျောက်သွားတတ်ပါတယ်ဒီလိုလူငယ်တွေဟာမနှက်ဖြန်တန်ဖိုးရှိနိုင်ဖို့အခုလိုနေရတာကိုပြန်ထိုင်ပြီးစဉ်းစားဖို့လိုအပ်ပါတယ်ဘဝကပျော်ရွှင်ဖို့တာမကတန်ဖိုးရှိဖို့ပါလှုပ်ဆောင်ရပါမယ် နံပါတ်3ဦးတည်ချက်မရှိတဲ့လူငယ်တချို့လူငယ်တွေကဘာလုပ်ရမယ်ဆိုတာမသိကြဘူးဘဝမှာလမ်းကြောင်းမရှိသလိုမိမိဘာလုပ်ချင်လဲဆိုတာပါမသိသေးတာသူတို့အနေနဲ့တယောက်ယောက်ရဲ့အာယုံတွေးဆောင်မှုနဲ့သာလိုက်နေတတ်တယ်တချို့ကမိသားစုအတွက်ပြုလုပ်နေတာတချို့ကလူများလို့လုပ်နေတာဒါပေမဲ့ကိုကိုကိုမသိသေးတာကတော့အဓိကပြဿနာပါဒီလိုလူငယ်တွေအနေနဲ့ကိုယ့်ရဲ့စိတ်ဝင်စားရာသဘောတရားတန်ဖိုးတွေကိုရှာဖွေဖို့လိုပါတယ်လူငယ်တယောက်အနေနဲ့ဘဝမှာ အရေးကြီးတာကဘလို့မျိုးစားဖြစ်နေလဲဆိုတာထက်မိမိအနေဖြင့်ဘလို့ပြောင်းလဲနိုင်နေဆိုတာကပဲအတိအကျပါတယ်အိမ်မက်မရှိတဲ့သူတောင်စိတ်သက်ရှိလာရင် အောင်မြင်နိုင်သေးတာပဲပျော်ရွှင်မှုကိုတာလိုက်တဲ့သူတောင်တန်ဖိုးရှိတဲ့အပြောင်းလဲတစ်ခုကိုလုံနိုင်သေးတာပဲဒါကြောင့်လူငယ်ဘဝကလမ်းမရှုပ်ဖို့ထက်စိတ်မရှုပ်ဖို့ကပိုလို့အရေးကြီးပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်